ောင်ကြောင့်တရားတွေဟောမှာဟောကြလားဒီလက်ပြရောင်ကြောင့်တရားတွေကုသရေရိတ်တာမှာတရေသုံးနေပြီးတော့လက်ပြရောင်ကြောင့်တရားဟောရတယ်လက်ပြဆိုတာလေသစ္စာနဲ့ပြောမယ်ဆိုရင်ဗာသစ္စာကြားမှာလို့ဒုက္ခသစ္စာတော့မလို့နိုင်ဘူးเนาะကုသရောဒါယကဒါယိကမှာပေါင်းသူတော်လောင်းလို့ဆိုတာကဒီဘဝဒီခန္ဓာနဲ့နိဗ္ဗာန်မဲ့ဖို့ရဲ့အောင်မပြုနိုင်သေးဘူးဆိုရင်ဘဝဆိုတာရရရဟုတ်မှာဘဝရရင် သန္တရာဆိုတာ၆လမ်းကြရဦးမှာမဟုတ်လားအေးဒီလိုသန္တရာလမ်းကို၆လမ်းတဲ့အခါမှာငရဲတိစ္ဆာပိတ္တသူရကေဆိုတဲ့ပေလေးဘုံကလဲပြီးလူဘုံနတ်ဘုံဇမဘုံသူပတိဘုံတို့ရောက်စီတော့မကောင်းဘူးလားဒီနတ်ကြီးရောက်ဆုံးတရားကြီးဖြစ်ကြီးမိကြီးရဲ့သာတော်သမီးတော်ကိုနာကြည့်ကြရအောင်နော်သစ္စာပင်နတ်ကုသေယသစ္စာအပ္ပမိယာစီတော် ဣတိဣတိဟိဌာနိဟိဣစီဒေဝနာတံတိတိသစ္စာမံသောတကားကိုပဏိပြောဆိုရ၏နာကုစီယအမျက်ဖြစ်ရာဤဘယ်လိုပင်ကြုံတော်လဲကိုယ့်ရဲ့မြေတော်သားကိုပြင်မထွက်အောင်ထိမ့်နိုင်ထိမ့်နိုင်ရာဤရာစီတံတောင်းခံလာသည်ရှိသောသစ္စာနေငယ်ညာတွင်အပ္ပံပြောပိကံရာဤ ဣတိဟိတိဟိဌာနေဟိဤကြောင့်တရားသုံးပါတို့သည်ဒေဝနံလတ်တို့ဤတန်တိကေဟာသူရောက်ချင်းကြောင်းပါလို့ဘဂဝါဖျားမြတ်သည်ကထေတိကရုဏာရှိသောမေတ္တာအပြင်ဟောကြားတော်မူခဲ့ပါပြီတည်းနတ်ကြီးရောက်ကြုံတရား၃ပါးတဲ့၃ပါးတဲ့နော် မြတ်ပြည်ရောင်တရားကအဲ့သုံးပါးကဘာတွေလဲဆိုတော့သစ္စာပန်သောစကားကိုပြောရမယ်မာသောစကားမပြောရဘူးတော့နော်မြတ်ပြည်ရောင်ချင်တာမာသောစကားမပြောနဲ့မန်သောစကားပြောရမယ်ပြီးတော့ဒီတစ်ချက်နံပါတ်၄ကပါလေနာကုတ်စီရာတဲ့ကို့မှာမြဲထွက်စရာတွေဘယ်လိုပင်ကြုံတော်လဲပဲကိုယ့်ရဲ့မြဲဒေါသတွေကိုပြင်မထွက်အောင်ထိတ်တန့်ဒိဋ္ဌိနိုင်ရမယ် ိုကြည့်မထွက်အောင်ဒါကနှုတ်ပေါ်တက်မလာအောင်ကိုယ်ပေါ်တက်မလာအောင်ခဲရမှာမို့လားခဲဘူးခဲလို့လောကကြီးမှာဆိုတာကကြုံရရတဲ့လောဘသုံးကားရတဲ့မကြည်တတ်မှုဒေါသမသိမိုင်မဲတွေးဝေမှုမောဟတရားတွေဖုံးနေမယ်ဆိုရင်ဒေါသတွေကမထွက်နိုင်ဘူးလားဒေါသထိနိုင်ရင်ဘယ်ရောက်ကြောင်းလို့နတ်ကြီးရောက်ကြောင်းနောက်ဆုံးနံပါတ်3ကပါလေယာစီတာတောင်းခါလာသည်ရှိသော တိစ္ဆာအနေငယ်များတော့လေအပ္ပံမီယောပေးကံရာဤတဲ့နော်ဒီကနေ့ဝိจิตံတို့ဒေါသကုမျိုးပေါ့နော်တာမြန်ဖြစ်ရတဲ့ကုဖို့တောင်းမတ်တကြံတူမြည်လေးမောင်ချစ်ဖုန်းခတ်မိသားစုနဲ့တူအာလောကတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကဒါအာလောကဘုဒ္ဓနာဤမပြုရဘူးလားညာကြီးလူလာနော်တံဃာတော်ရှင်လူမြတ်ဒီအယုံသံဘောဇင်းဘဝကံမသတိအားဖြင့် ုထုတွေမလိုတန်းကြဘူးလားညာကြီးတို့ညာကြီးတပ်ကြီးကိုမရောက်နိုင်ဘူးလားတပ်ကြီးရောက်တော့တရားကဘယ်နှပါတော့သုံးပါเนาะမှန်သောတကားကိုပြောရမယ်မြေဒေါသကိုထိရမယ်နေငယ်ညတော့လေလှူတန်းရမယ်အဲ့ဒီကြောင်းတရားသုံးပါးညီလို့ရှိရင်납ပြီးပြောင်းနိုင်ဘူးလားလွယ်လေလေးလွယ်ဘူးလားသိမိခဲ့ဘူးနော်ဒီကြီးမိကြီးရဲ့သားတော်သမီးတော်ကြီးကြီးတော်ကြီး လက်ပြီကိုရောက်ရှင်ခုနပြောတဲ့မှန်သောကပြောညတော်သားကိုထိန်းနေခင်ကြတော့လေပြူရမ်းမယ်ဆိုရင်လက်ပြီပြောင်းနိုင်ဘူးလားအေးဒီတရားကိုဘုရားရှင်ကိုယ်တော်မြတ်ကြီးဘယ်သူကိုကြောင်းပြုပြီးဟောခဲ့လဲဆိုလို့ရှိရင်လက်ဝဲတော်ရာရှင်မောကလန်နဲ့ပြည့်တကိုးတော်ရာမှာအေးတည်းရတော်မူလေရှင်မောမောကလန်ကိုယ်တော်မြတ်ကြီးကိုကြောင်းပြုပြီးတော့ဟောခဲ့တယ်ရှင်မောမောကလန်ကိုယ်တော်မြတ်ကြီးဟာသူ့ရဲ့တကိုးတော်နဲ့ နတ်ပြည်ကိုလဲသွားတယ်၊ဇမပြည်ကိုလဲသွားတယ်၊ငရဲပြည်ကိုလည်းလဲသွားတယ်လေ။ဧသန္တရာဘုဟုသုဒ္ဓစာတယ်ပေါ့။ခင်ဗျားတို့လည်းနတ်ပြည်လဲမသွားခြင်းဘူးလား။ဘုရားနဲ့သွားခြင်းနာပဲ။နော်၊နိဗ္ဗာန်မရသေးဘူး။သုတိဘုံသွားခြင်းနာပေါ့။အဲဒီလိုနဲ့ရှင်မောကလံကိုယ်တော်မြတ်ကြီးနတ်ပြည်ရောက်သွားတော့ဧမတံမခန္ဓာလာတဲ့နတ်ဘုံနတ်ဘိမှန်ကြီးနဲ့နတ်သားကြီးတစ်ပါးသံသာနေတယ်တဲ့။နတ်သားကြီးတစ်ပါးသံသာမနေဘူးလား။ ကံသားနေတယ်ဒီနတ်ဘုံကြီးတို့ပေါ့နော်ဒီတဲ့တိုင်လေးသားမှာပေါ့အဲ့ဒါရှင်ဘာမောကလန်ကိုတော်ပြန်ကြီးကမေးတယ်သင်လာသားတဲ့ဒီခုလိုနတ်ပြည်မှာနတ်ဘိမှန်ကြီးနဲ့စံသားနေရတာလူဘုရားတော်ကဘယ်လိုကောင်းမှုတွေပြုခဲ့လို့စံသားနေရတာလဲမေးတော့အဲ့ဒီမှာနတ်သားကြီးကမပြောပြရသေးနဲ့လို့ကိုကဆက်လို့ဓမ္မရဲ့နော်ရှင်ဘာမောကလန်ကိုတော်ပြန်ကြီးကပြောပါဆိုတော့မှအဲ့ဒီမှာနတ်သားက တတိယလူဘဝတုန်းကဒီခုလိုပေါ့နော်ကောင်းကောင်းကန်ကန်ပြုလုပ်ခဲ့ပါဘူးဘုရားဒါပေမဲ့မှန်သောစကားကိုပြောခဲ့တယ်ဘာစကားကိုပြောခဲ့တော့မှားသောစကားမပြောရဘူးနော်မှန်သောစကားပြောရင်နိုင်ပြီမြောင်းနိုင်ဘူးလားအဲအဲ့လိုနဲ့ရှင်းရသည်ရှေ့ဆက်ကြွားပေါ့နော်အဲ့လိုပဲနတ်ဘိက္ခာကြီးနဲ့နတ်သမီးကြီးတပါးပေါ့သံသာနေတယ်အဲ့ဒီနတ်သမီးကြီးကိုလည်းရှင်မောက္ကလံကိုရောပြတ်ကမေးတယ်။သင်တန်းသမီးသင်္ကာရော လူပြည်တော်ကဘာကုသိုလ်တွေပြုလုပ်ခဲ့လို့ယခုလိုနတ်ဘိဗံကြီးနဲ့စံသားတွေရတာလေလို့ပြီးတဲ့ခါကျတော့အဲ့ဒီနတ်တပည့်ကလည်းမပြောပြရသေးနဲ့တဲ့ဆဲလို့ဓမ္မရဲ့နော်ပြောပါဆိုတော့မှအဲ့ဒီမှာနတ်တပည့်ကတတိယတော်ကလူ့ဘဝတော်ကအိပဒါမဆင်းရဲပါတယ်ဗျာတဲ့ဆင်းရဲတဲ့ခါကျတော့တတိယတော်ရဲ့ဆွေမျိုးတွေကရောအားလုံးကရောအများစုကတတိယတော်ကို ပြင်းနေကြတယ်နိုင်ကြင်ကြတယ်ပတ်သံမရှိတော့မနေကြဘူးလားနေကြတယ်နော်သူအချင်းတပည့်တော်ရဲ့မျိုးသားကလည်းမြေရာနိုင်တယ်ဗျာတပည့်တော်မှုမှုပြီးတော့နိုင်တယ်ပေါ့နော်ဒီမျိုးမှာစိတ်ဆင်းရဲစရာတွေစိတ်ပျက်ရှားစရာတွေမြက်ထွက်စရာတွေဘောဓပြစ်စရာတွေညှုံနေတာတဲ့အဲ့ဒါတပည့်တော်ကသင်သင်းစားတယ်ဗျာတဲ့ငါဒေါသဖြစ်လို့ရှိရင်ငါလည်းပူလောင်မယ်တခြားလူတွေလည်းပူလောင်မယ်ပေါ့နော် အဲ့တော့တကြီးတော်ရဲ့ဒေါသကိုခုနပြောတဲ့ပြင်မထွက်အောင်နှုတ်ပေါ်တက်မလာအောင်ကာယကံကိုယ်ပေါ်တက်မလာအောင်ထိမ့်နိုင်လို့တကြီးတော်နတ်ကြီးရောက်ခဲ့ပါလေတဲ့သဘောပေါက်လားအေးနောက်အဲ့ဒီတဲ့ဆင်းပြကြီးရှေ့ဆက်ကြွပေါ့နော်ပြီးတော့ကတော့တန်ခါတော်ခြေသူမြတ်ဒီအာယုဇွန်နေဇွန်နဝကမ္မစာရီလူရန်လို့ပါဖေ။တကြီးတော်ကဖေဆွန်တော်ကတ်ခဲလို့ပါဖေ။ဘန်းတော်ကလူခဲလို့ပါဖေ။ စီပြီးတဲ့တိုင်လူခဲ့လို့ပါဘုရားတောက်တော်ရေချမ်းလူရန်လို့ပါဘုရားလို့အဲ့ဒီလိုတည်တည်ချေရတယ်တဲ့အဲ့ဒီလိုတည်တည်ချေပြီးတော့ရှင်မောဂလံကိုတော်မြတ်ကြီးလူကြည့်ကြွားလာတဲ့ခါကျတော့ဘုရားရှင်ကိုတော်မြတ်ကြီးကိုရှောက်တယ်သူကရှောက်တာတော့ဘုရားရှင်ကိုတော်မြတ်ကိုရှောက်တယ်ပေါ့ဘုရားကြီးတော်မူသောမြတ်စွာဘုရားတဲ့မှန်သောစကားပြောယုံညာနဲ့မြေတော်ကကိုထင်းယုံညာနဲ့ နေငယ်များလူယုံရတဲ့နတ်ပြည်ကိုရောက်နိုင်တယ်ဆိုတာဟုတ်ပါသလားဘုရားလို့ရှင်မောဂလန်ကိုတော်မြတ်ကမဆောက်ဘူးလားအဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်ကြီးကရှင်သာမောဂလန်နဲ့သင်ကိုယ်တိုင်မြင်ခဲ့ကြားခဲ့ကြုံခဲ့တွေ့ခဲ့ပြီးမှငါဘုရားကိုမေးနေစရာလူသေးလားဆိုပြီးတော့အဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်ကြီးကဥဏ္ဏတာတာလေးကိုခေါ်တာနော် တစ္စာပဲလေနာကုစီယတစ္စာအပ္ပံမိယာစီတောဣတိဣဌာနိဟိကိစီဒီဝနာတံတိကိတစ္စာမံသောစကားကိုပြောဆိုရာဤနာကုစီယမြတ်ထစရာဤဘယ်လိုပင်ကြုံတော်လဲကိုယ့်ရဲ့မြတ်တော်သားကိုပြင်မထွက်အောင်ထိမ့်နိုင်ထိမ့်နိုင်ရာဤယာစီတံတောင်းခံလာသည်ရှိသောတစ္စာနေငယ်များတော်လဲ အဗ္ဗံဘီယောပိကယာတိဣတိဟိတိဟိဌာနေဟိဤကြောင့်တရားသုံးပါတို့သည်ဧဝနံနတုဟိတန္တိကေဟာသို့ရောက်ခြင်းကြောင့်ပါပဲလို့ဘဂဝါဘုရားမြတ်သည်ကတိတိကရုဏာရှိသောမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါပေသတည်းဘောပေါင်းရနတ်ကြီးရောင်တရားသုံးပါး ဒီမေတ္တာပူရအောင်နော်မေတ္တာပူပြီးရက်ချရတာပေါ့နော်ဒီကနေ့ဥတည်တဲ့ဘာသာဥရုနာညီထိုင်ပြီးတော့အားလုံးဝဲရလူဝဲရလာရပေါ့ဒီတော်ဒီတော်သားတွေငယ်တော်ဒီငယ်တော်သားတွေဒီကြီးရဲ့ဒီကြီးရဲ့အားတော်အပြီးတော်ကြီးတော်ဤအားလုံးကောင်းမှုကုသိုလ်တွေရဖို့ညှဝေကြမယ်ပေါ့နော်မေတ္တာပူစာကလေးသာပဲလေးလိုက်ဆိုကြအောင် တတဝမန္တမြအနန္တထွေထွေဘုရောစေယောချမ်းမြေပါစေဘုရောစေယောချမ်းမြေပါစေဘိဗယဝေကွာအိညာပါစေဘိဗယဝေကွာအိညာပါစေဣစီကြောင့်စုတောင်းမြတ်တာဝေဣ